ဘာမဘရင်းချန်နယ်ကနေအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော်တို့ကနေ့စဉ်ဘဝမှာအတွန်းအနဲ့အသိပညာတွေကိုမျှဝေဖြစ်နေတာမို့လို့နေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါရစေ။အကြောင်းအရာလေးမစတင်ခင်ဘာမဘရင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကဲဒီနေ့မှာတော့ကျွန်တော်တို့အားလုံးအတွက်အရန်ကိုအရေးကြီးရဲ့လက်တွေ့ကြတဲ့စိတ်တည်ငြိမ်မှုဆိုတဲ့အကြောင်းအရာကိုအတူတူလေ့လာတော့ကြရအောင်ပါ။အားလုံးမစင်းစားကြည့်လိုက်ပါ။ဒီစကားကကျွန်တော်တို့နေ့စဉ်ကြုံနေရတဲ့အခြေအနေတွေကိုတော်တော်လေးထိထိမိမိဖော်ပြနေတယ်မို့လား။ တဆုံပြောရေးစကားတခုဒါမှမဟုတ်တေးတေးမမအမားတစ်ခုကြောင့်ဒီနေ့လုံးစိတ်ညစ်တော့ရတာမျိုးဒေါသထွက်ရတာမျိုးတွေကြုံမှုကြမှာပါအခုဒီကျင်းဆက်မှုမှာအဲ့လိုစိတ်ခံစားမှုလိုက်နေမှုတွေကိုဘလို့ကြော်လွားမလဲဆိုတာကိုလေ့လာတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒေါသကိုဘလို့မြင်လဲဆိုတာကိုပြောင်းလဲကြည့်အောင်ဒေါသဆိုတာရန်သူမဟုတ်ပါဘူးတကယ်တော့လေဒေါသကကျွန်တော်တို့ကိုတစ်ခုခုပြောပြဖို့စ조사နေတဲ့တည်င်းစကားတစ်ခုအချက်ပေးတန်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတာအတူတူကြည့်လိုက်ကြရအောင် ကားမောင်းတဲ့အခါ dashboard မှာသတိပေးမိလေးလင်းလာဘလို့ပေါ့ဗျာဒေါသဆိုတာကလည်းကျွန်တော်ရဲ့ခနာကိုကနေဟဲ့တခုခုတော့မားနေပြီနော်ဆိုပြီးသတိပေးနေတဲ့အချက်ပြစနစ်တခုပါပဲဒီအချက်ပေးတဲ့ကောအရေးဆုံးနားလည်နိုင်ပြီဆိုရင်ဒေါသကိုထိန်းချုပ်ဖို့တဲ့အရေးကြီးဆုံးပထမဆုံးခြေလှမ်းကိုလမ်းနိုင်ပြီလို့ပြောလို့ရပါပဲစိတ်ကပောက်ကွဲထွက်မသွားခင်မှာလေခန္ဓာကိုယ်ကဒီလိုသတိပေးချက်တွေကိုအမြဲတမ်းလိုလိုကြိုကြည့်ပြေးလေ့ရှိပါတယ်ဥပမာနှလုံးခွန်တီအယံညံလာလားလက်တီကိုကြည့်ကြည့်ပအောင်စုပ်မိလားမျိုးပေါ့ ဒီအချက်ပြိုက်မှုတွေကိုစောစောစီးစီးတည်ထားမိလေဒေါသကိုထိ ंछ ုံနိုင်ဖို့အချိန်ပိုရလေးပါပဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအရင်ဆုံးတုံ့ပြန်လိုက်ပြီးတော့မှဦးနောက်ကအော်ငါဒေါသထွက်နေတာကိုဆိုပြီးနောက်ကနေလိုက်ပြီးအတိအမှဖြူတာမျိုးဖြစ်နေတတ်တာပါပဲဒါကြောင့်မလို့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုအရင်ဆုံးတည်ထားမိဖို့ကတော့ချက်ပါပဲကဲဒါဆိုရင်ဒေါသကိုထိ ंछ ုံဖို့အတွက် အလွန်အစွမ်းတက်တဲ့လက်အနက်တကူအကြောင်းဖော်ပြခြင်းပါတယ်။အဲ့ဒါကတော့ခနာရက်တန့်ခြင်းသို့မဟုတ် the power of the pulse ပဲရှိပါတယ်။စိတ်လိုက်မှန်ပါတွန့်ပြန်လိုက်တာနဲ့ဉာဏ်ပညာနဲ့ဆုံးဖြတ်ပြီးတွန့်ပြန်တာအဲ့ဒီနှစ်ခုကြာမှာစိတ်ကွိုင်းဆိုင်ရာ နေရာလွတ်စွာလေးရှိပါတယ်။အဲ့ဒီနေရာလွတ်လေးကိုစက္ကန့်ပိုင်းလုံးဖန်တီးနိုင်လိုက်တာနဲ့အခြေအနေတစ်ခုလုံးကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပြီးပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချလိုက်တော့မှာပါ။ဟုတ်ပြီ။ ဒုသထန်လာတဲ့ခါမှာအလိုရုပ်ပေါက်ကွဲမဲ့စဒီရုပ်ရှင်ရဲ့အဆင့်သုံးဆင့်ကိုလိုက်နာကြည့်ပထမဆုံးကိုယ်ခန္ဓာကိုယ်မှာဘာတွေဖြစ်နေလဲသတိပြုပါဒုတိယအနေနဲ့အသက်ကိုဖြည်းဖြည်းနဲ့ပြင်းပြင်းလေးတစ်ခါရှူထုတ်လိုက်ပြီးရင်ကိုယ်ခံစားချက်ကိုအင်းငါအတိမမပြုခံရဘူးလို့ခံစားနေရတာပါလားဆိုပြီးနာမည်တက်ကြည့်လိုက်ဒီစင်လေးတွေကဒုသလိုင်းကိုအေးအေးဆေးဆေးကြော်လွားနိုင်ကိုအများကြီးကူညီပေးပါလိမ့်မယ်အရမ်းမှန်ပါတယ်အလင်းစလို့တွန့်ပြန်လဲတဲ့အခါအမားတွေပါသွားနိုင်တယ် နောင်တရစရာတွေဖြစ်သွားနိုင်တယ်။ဒါပေမဲ့ခဏလေးအချိန်ယူပြီးစဉ်းစားလိုက်ရင်တော့ပိုပြီးငြိမ်းချမ်းတယ်ပိုကောင်းတဲ့အဖြေကိုရနိုင်ပါတယ်။ဒါကြောင့်နေခွေးချင်းကအားနည်းချက်မဟုတ်ပဲဉာဏ်ပညာရဲ့လက္ခဏာတစ်ခုပါပဲ။ကောင်းပါပြီ။ခဏရတန်းချင်းဆိုတာကလက်တလောချင်တဲ့အတွက်အရန်အသွင်ဝင်ပါတယ်။ဒါပေမဲ့ရေရှည်တီးတဲ့နဲ့ညင်ကြမှုကိုတကယ်ရကျင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားကိုပါပြောင်းလဲဖို့လိုအပ်လာပါပြီ။အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတာအဆက်ကြည့်လိုက်အောင်။တွန့်ပြန်မှုမှာနှမျိုးရှိပါတယ်။ စစ်လက်မာမာချက်ချင်းတွန့်ပြန်တာနဲ့ဆင်ရင်တွန့်ပြန်တာမှာပထမတစ်ခုကကျွန်တော်တို့ကိုစစ်ခံစားမှုရဲ့တားကောင်ဖြစ်စေပြီးတော့ဒုတိယတစ်ခုကတော့ကိုယ်စစ်ရဲ့ထခင်ဖြစ်စေပါတယ်။ဘယ်တစ်ခုကိုရွေးချယ်မလဲဆိုတာကတော့ကိုယ့်အပေါ်မှာပဲမူတည်နေပါတယ်။တစုံတယောက်ကကိုယ့်ကိုစိတ်အနောက်အယက်ထည်တောင်းလှုပ်တဲ့အခါသူ့ဘလိုတောင်းလှုပ်ရကြလဲဆိုပြီးအပိတိမဲအစားသူ့ဘာကြောင့်ဒီလိုလှုပ်ရတာပါလဲဆိုပြီးစူးစမ်းလို့စိတ်နဲ့မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုစဉ်းစားပုံပြောင်းလိုက်တာနဲ့သူတို့အပေါ်နားလည်မှုစမ်းသမ်းမှုတွေပိုတိုးလာပြီးဒေါသတွေလျော့ကျသွားလာကိုတွေ့ရပါလိမ့်မယ်။ဒါကတကယ်ကိုအစွမ်းထက်တဲ့အတွေ့တစ်ခုပါ။တစွန်တယောက်ကကိုယ့်ကိုမကောင်းပြောတဲ့အခါအဲ့ဒါကသူတို့ရဲ့အတွင်းစိတ်အခြေအနေကိုမှန်တစ်ချက်လို့ထင်ဟပြနေတာပဲဖြစ်ပြီးကိုယ့်ရဲ့တန်ဖိုးကိုထင်ဟနေတာလုံးဝမဟုတ်ပါဘူး။ဒီအချက်ကိုအမြဲတမ်းရနေခြင်းကတည်ငြိမ်နေနိုင်ဖို့အကောင်းဆုံးနည်းလမ်းတွေထဲတာတစ်ခုပါပဲ။ လူဒီပါးကြောင့်ဒီလိုမတရားဖြူလူကြတာလဲဆိုတဲ့နောက်ကွယ်ကကြောင်းရင်းတွေကိုနားလည်နိုင်ရင်သူတို့ရဲ့လုပ်ရတီကြောင်ကိုလိုင်းထိခိုက်ခံစားရတာမျိုးတိတိတတ်တာနဲသားပါလိမ့်မယ်။ဘာဖြစ်လို့ဆိုနားလည်မှုကဒေါသကိုအဆက်ထိုးနိုင်တဲ့စာနာစိတ်ကိုမွေးဖွားပြလို့ပါပဲ။ပฏิပက္ခတစ်ခုမှာကျွန်တော်တို့ရှိမှာရွေးချယ်စရာနှစ်ခုအမြင်ရှိပါတယ်။အញ្ញံအခုမှာအနိုင်ရလို့စိတ်နေကိုယ်စိတ်ရဲ့ငြင်းချမ်းမှုပါ။ အဲ့ဒီနှစ်ခုတည်းကဘယ်တစ်ခုက ကိုယ့်အတွေ့တကယ်တမ်းပိုအရေးကြီးလဲဆိုတာကိုကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။အပြင်လောကအဖြစ်ဖြစ်ဖြစ်တဲ့ကအမြဲတမ်းပြောင်းလဲနေမှာပါပဲ။ကျွန်တော်ထင်းချုပ်လို့မရပါဘူး။ဒါကြောင့်တကယ်တည်ငြိမ်မှုကိုရကျင်တယ်ဆိုရင်အပြင်လောကအပေါ်မှာမမူတည်ရဲ့ခိုင်မာတဲ့ကိုယ်ပိုင်လက္ခဏာတစ်ခုကိုအတွင်းချင်းမှာတိဆောက်ထားဖို့လိုရပါတယ်။ဘွားကိုပင်လေကြီးနဲ့ဥပမာပေးရရင်ကျွန်တော်တို့ပင်လေလိုင်းတွေကိုထိန်းချုပ်လို့မရပါဘူးဒါပေမဲ့လိုင်းစီကျွမ်းကျင်အောင်တော့လေ့ကျင့်လို့ရပါတယ် ဒီငယ်နဲ့ကိုယ်ပိုင်လက္ခဏာဆိုတာကလည်းအဲလိုပါပဲဘဝရဲ့အတက်ကြားလေးကိုရင်ဆိုင်နိုင်စွမ်းရှိတဲ့ဆိုလဲကိုကိုကိုယုံကြည်မှုကနဲ့တကယ်ငင်းကြမှုကလာတာပါဒီတင်ဆက်မှုတစ်ခုလုံးရဲ့အနှချုပ်ကတော့ဒါပါပဲတင်းငင်းနေဆိုတာစိတ်ရုပ်တရုပ်လိုစိတ်ခံစားမှုမရှိတာကိုဆိုလိုတာမဟုတ်ပါဘူးကို့မှာဖြစ်ပေါ်နေတဲ့စိတ်ခံစားမှုတွေကိုနားလည်ပြီးဉာဏ်ပညာနဲ့ထင်ကြောင်းနိုင်တာကိုဆိုလိုတာပါစိတ်ခံစားမှုအလုံးလိုလက်ခံနိုင်မှသာတကယ်ငင်းချမ်းမှုကိုရရှိနိုင်မှာဖြစ်ပါပဲ ကဲဒီမေခွန်းလေးကို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 ပြန်မေးကြည့်ရင်ဒီနေ့လေးလာခဲ့ရတွေကိုလက်တွေ့ပေါ်မှာအတုံးချကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဒီတင်ဆက်မှုကိုကြိုက်နေတဲ့တဲ့ဆိုရင် like ပေးပြီးကိုရဲ့မြင်တွေကို comment မှာမျှဝေပေးခဲ့ပါအောင်ဘာမ Prince ကနေနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူမကြခင်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်